အားလုံးမင်္ဂလာပါဒီနေ့ကတော့သင်ခန်းစာ၄ရဲ့အပိုင်း၄ဖြစ်ပါတယ်ဒီနေ့လည်းပုံလေးဆွဲပြီးတော့အတူလေးကျင့်ကြမယ်နော်ဒီနေ့ကပန်းပုံလေးကိုလေ့ကျင့်မှာဖြစ်ပါတယ်အတူတူလိုက်ဆွဲကြမယ်နော်တခါတည်းတန်းဆွဲလို့လည်းရသလိုအွန်လိုင်းမှိန်မှိန်လေးကိုအရင်ဆုံးကောက်ထားလို့လည်းရပါတယ်ရှေ့ရသင်ခန်းစာတွေကိုလည်းဘလောက်ပိုင်နိုင်ပြီလဲဆိုတာကိုဒီပုံလေးဆွဲရင်းနဲ့သိရမှာဖြစ်ပါတယ်ဒီပုံလေးကမြင်းကိုအထင်ကောမရှိလက်မတုံသေးပဲနဲ့ဆွဲနိုင်အောင်လို့လေ့ကျင့်တဲ့ပုံလေးဖြစ်ပါတယ် သင်ခန်းစာတိုင်းမှာပြောတာကိုထပ်ပြီးတော့ပြောမယ်နော်အခြေခံလုံးဝမရှိသေးတဲ့သူတွေကသင်ခန်းစာကိုကြော်မကြည့်ပါနဲ့သင်ခန်းစာတစ်ကနေပြီးတော့စကြည့်ပေးပါနော်လိုအပ်တာလေးတွေမသိလိုက်ဖဲနဲ့လွတ်သွားမှာစိုးလို့ပါနောက်နေ့လည်းပုံလေးတစ်ပုံထပ်ပြီးတော့လေ့ကျင့်မယ်ပြီးရင်တော့ကိုယ်စိတ်ကြိုက်ပုံလေးကိုအင်စာလေးလုပ်ရမယ်နော်အခုပန်းမွှင်းရဲ့ပုံစံတိုင်းမြင်းကွေးလေးတွေကိုညီညီညာညာလေးဆွဲမယ် ဒရိုက်ရှင်ကိုလည်းဘယ်ကနေဘယ်ကိုသွားရမယ်ဆိုပြီးတော့ပုံသေးသတ်မှတ်ထားတာမျိုးမရှိပါဘူးเนาะဒီပုံလေးမှာတော့အောက်ကနေအပေါ်ကိုဆွဲမယ်ပြီးရင်အပေါ်ကနေအောက်ကိုပြန်ဆင်းလာတဲ့ပုံစံလေးကိုဆွဲတာပါလက်ကဘလိုပဲဆွဲဆွဲနှစ်ဖက်လုံးအားသန့်အောင်လေ့ကျင့်နေတာဖြစ်ပါတယ်เนาะလွယ်လဲလွယ်တယ်ပျော်စရာလဲကောင်းတဲ့အတွက်လိုက်လေ့ကျင့်ကြမယ်เนาะ reference ယူမယ်ပုံလေးတွေကို Pinterest ကနေရှာထားတာပါ channel လေးကို subscribe လုပ်ပြီးွားရင် notification လေးကိုဖွင့်ထားဖို့လည်းမမေ့ပါနဲ့เนาะ ဒါမှသင်ခန်းစာဗီဒီယိုလေးတွေတင်တိုင်းသိရမှာဖြစ်ပါတယ်။ line လေးတွေကိုအောက်ကနေအပေါ်ကိုဆွဲမယ်။အပေါ်ကနေအောက်ကိုဆွဲမယ်။အလိုက်တင်လေးလေ့ကျင့်သွားမယ်နော်။မြင်းနေဆွဲရင်တစ်ချက်တည်းပဲဆွဲပါ။လက်ဆန်4ရဲ့ပက်ထရီအနေနဲ့နောက်နေ့မှာပုံလေးတစ်ပုံထပ်လေ့ကျင့်ကြမယ်။ ပြီးရင်ကိုယ်စိတ်ကြိုက်အင်စာလေးတစ်ပုံဆွဲရမယ်နော်အင်စာလို့ဖို့လည်းအချိန်နှစ်ရက်ပေးပါမယ်ပြီးရင်တော့ lesson 5ကိုထပ်တက်ပါမယ်အခြေခံတွေကိုပိုင်းပိုင်းနိုင်နိုင် လေ့ကျင့်ပြီးတော့ဖြည်းဖြည်းချင်းပဲဆက်သွားမယ်နော်အခုသင်ခန်းစာအစီအစဉ်လေးကကိုတိတိလောက်လေးတွေကိုပြန်ပြီးတော့ sharing လုပ်ပေးနေတာဖြစ်ပါတယ်ကြောပြစရာတွေလေ့လာရမှာတွေလေ့ကျင့်ရမှာတွေက ရှေ့သင်ခန်းစာတွေမှာအများကြီးအများကြီးကျန်ပါသေးရဲ့နော် စိတ်မလောပဲနဲ့ဖြည်းဖြည်းမှန်မှန်လေးဆက်သွားကြမယ်နော်။အခုလေ့ကျင့်တဲ့ပုံလေးတွေကိုတော့ရိုးရိုးပုံဆွဲစာအုပ်ကိုသုံးပြီးတော့လေ့ကျင့်လဲရတယ်။ A4 စာရွက်ကိုသုံးပြီးတော့လေ့ကျင့်လဲရပါတယ်။တုံးချက်နီးသင်ခန်းစာတွေကိုလေ့ကျင့်တဲ့အခါကျရင်တော့ရိုးရိုးစာရွက်လေးနဲ့တော့မရပါဘူးနော်။ရှေ့ကဗီဒီယိုတွေမှာဝယ်ခိုင်းထားတဲ့စာအုပ်လေးတွေဝယ်သင့်တဲ့ခဲတံလေးတွေမကြည့်သုံးပစ္စည်းလေးတွေအကြောင်းလည်းပြောပြထားပါတယ်။အဲဒါကြောင့်မကြည့်ရသေးဘူးဆိုရင်ဝင်ပြီးတော့ကြည့်ပေးပါဦးနော်။ မေးစရာရှိရင်တော့ Facebook page messenger မှာစာပို့ထားလို့ရပါတယ်အားလဲရှင်ကြရင်ဝင်ကြည့်ပေးပါမယ်ဖြည့်ပေးပါမယ်နော်တနေ့တခါတော့ဝင်ကြည့်ပေးပါမယ် reply လေးကြာခဲ့မှဆိုရင်လည်းတီးခံပေးကြဖို့ကြိုပြီးတော့မြတ်တာရက်ခံပါရယ်နော်တင်ကန်းစာတွေကိုလည်းဆက်လုတ်သွားရင်လည်းကိုဆွဲခဲ့တဲ့ပုံနူပကြီးလေးတွေကိုအမတ်တရအနေနဲ့ပြန်တင်နေပါတယ်ပထမဆုံးဆွဲတဲ့ပုံကနေအခုချိန်ထိကြံတင်နေတာက၈ပုံမြောက်ရှိပါပြီနော် ။သင်ခန်းစာလေးတွေကိုလည်းလေ့လာရင်းနဲ့အဲ့ဒီပုံလေးတွေရဲ့ပုံဆွဲနည်းတွေကိုလည်းဝင်ရောက်လေ့လာလို့ရပါတယ်ဖိတ်ခေါ်ပါတယ်နော်။ဆွဲဖို့ဂရိပေးထားတဲ့ပုံတူပကြီးအကျွေးလေးတွေအားလုံးကိုလည်းဆက်ပြီးတော့ဆွဲပါမယ်နော်။ပန်းမွင့်လေးကိုပို့ပြီးတော့ပေါ်လွင်ထင်ရှားသွားအောင်ဆွဲလိုက်ပါတယ်။ရှေ့ကသင်ကန်းစာမှာပြောခဲ့သလိုပဲခဲတံကိုစောင်းစောင်းလေးကင်လိုက်မယ်ဆိုရင် မြင်းထူလေးဖြစ်သွားမယ်။ဒီပုံမှာဆိုရင်ပန်းမွင့်လေးရဲ့အနားသက်တွေကိုဆွဲဖို့အတွက် မြင်းအထူရအောင်နှစ်ခါသုံးခါခဲတံကိုထပ်ပြီးတော့ဆွဲမနေပါဘူးနော်ခဲတံကိုတစောင်းလေးကင်ပြီးတော့ပဲတစ်ချက်တည်းဆွဲလိုက်လို့ရပါတယ်ဒီပုံလေးကိုဆွဲခြင်းအပြင်ကိုကိုကိုတိသွားမှာဖြစ်ပါတယ်။ဘာလို့တိမှာလဲဆိုတော့ခဲတံကိုဘလောက်ပိုင်ပိုင်နိုင်နိုင်ကင်နိုင်ပြီလဲ လက်ကတုံနေသေးလားမတုံဘူးလားငင်းငိမ့်လေးနဲ့မြင်းလေးတွေကိုစွဲနိုင်ပြီလားဆိုတာကိုသိရမှာဖြစ်ပါတယ်အခုမှလေ့ကျင့်နေတဲ့သူတွေအတွက်ပြောတာဖြစ်ပါတယ်။ပုံလေးရလွယ်တဲ့ဆိုပေမဲ့တိတိကျကျလေးလေ့ကျင့်စေချင်လို့ပါနော်။ ဒီပုံလေးလေ့ကျင့်ပြီးပြီဆိုရင်နောက်နေ့ဆိုရင်ပုံလေးမှာထပ်ပြီးတွေ့ကြရအောင်เนาะ